မင်္ဂလာပါရှင်ရှမ်းရေကိုမီဒီယာကကြိုဆိုပါရစေရှမ်းပြည်နယ်ဆိုရအဖွဲ့၏လမ်းညွှန်ကြီးကြပ်မှုများကိုခံယူပြီးပြည်နယ်အားကစားနှင့်ကာယပညာဥစည်းဌာနမှဈေးမှုဖွင့်လှစ်သည့်2025ခုနှစ်ရှမ်းပြည်နယ်တောင်ကြီးမြို့နွေရာသီအခြေခံအားကစားတင်ဒန်းများတင်ဒန်းစစ်မွေးအခမ်းအနားကိုယနေ့နေ့9:30နာရီအချိန်ကပြည်နယ်လေ့ကျင့်ရေးအားကစားရုံးအတွင်း၌ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါနွေရာသီအားကစားတင်ဒန်းများတွင်တိုက်ကွန်ဒို ကရာတေတို့အေရိုဘစ်ဖစ်စကယ်ဖစ်နက်စ်တန်မြမတိုင်းဘူဘီနန်ဝူရှူအာကစားနေတန်တများကိုခွင့်လက်ခဲ့ရတန်တန်နီးပြများနဲ့တန်တန်သူတန်တန်သားများရဲ့စကားသံများကိုလည်းအခုလိုပဲကြားသိရပါတယ်ရှင်ကျွန်တော်နာမည်ကတော့ကရာတေနီးပြချုပ်ဦးခေါပေါကြီးဖြစ်ပါတယ်အစင်းပြတင်ထားတယ်လည်းဆက်ဖွဲ့သွားပါပါအဲ့တော့ကျွန်တော်ကတပတ်ပါဆိုလို့ရှိရင်တတိယလေးတည့်ရပဲပြိတ်တာပေါ့အဲ့လိုကြံတဲ့ခြေတွေကတော့ကျွန်တော်ကမတက်ကောင်းကြတယ်ရောအဲ့လိုဖွင့်တယ် မနေ့ဆို7လ10လညနေဆိုရင်6လခွဲလာ6လခွဲရတယ်6လခွဲကလေးတွေစိတ်ဝင်စားမှုပေါ့အတူရအတိုက်ပြကြတော့အဲ့လိုပြိုင်ပွဲတွေပေါ့ပြည်တယ်တယ်တိုက်လို့ပါလို့ကြောင်းတော့ပွဲတွေကြောင်းတော့ပွဲရတော့မရှိတော့ဘူးเนาะအခုကတော့ကျွန်တော်တို့ကဒီဒီကျစ်ပါတဲ့ဟာပေါ့ဂျပါကတို့ပါလို့အပြိုးတွေပေါ့အဲ့အတွက်ကိုသူတို့တော့ပြောတယ်သူတို့လည်းစိတ်ဝင်စားတယ်ထပ်ပြီးတော့လည်းသူတို့တက်ကြပါမယ်ဟုတ်မင်္ဂလာပါရှင့်ကျမနာမည်ကမချင်းတို့ဒီဆောင်ဖြစ်ပါတယ်ရှင့်မြန်မာပူဗီနန်ရဲ့လက်ရွေးစင်ဖြစ်ပါတယ်ရှင့် အခုဒီနေရာဒီတောင်ကြီးနေရာဒီအခြေခံတင်နယ်မှာဆိုရင်ဒီဘိုဘီနန်ကိုဒီ3ရက်နေ့3လပိုင်း2025နေပြီးတော့4ရက်နေ့4လ2025ထိဖွင့်လှစ်ခဲ့ပါတယ်ရှင်အခက်အခဲကတော့မရှိပါဘူးဒီပြည်နယ်ကအကောင်ဆုံးထောက်ပံ့ပေးတဲ့အတွက်အကုန်လုံးအဆင်ပြေပါတယ်ရှင်ကလေးတွေကလည်းစိတ်ပါဝင်စားစားနဲ့ကာဝင်ကစားကြပါတယ်ပြီးတော့ဒီရဲ့ဘိုဘီနန်ကစားခြင်းဖြင့်ကလေးတွေအတွက်စိတ်သက်ခွန်အားပို့ပြီးတော့မြင့်တင်ပေးတဲ့အပြင်ကိုသူတို့ရဲ့ကာယကြံ့ခိုင်မှုကိုလည်းအထောက်အကူပြုပါတယ်ရှင် င်္ဂလာပါကျမနာမည်ကတော့လင်းပြေချိုလို့ခေါ်ပါတယ်ကျမတက်နေတဲ့အာကစားနီးရတော့ကရာတေတို့လို့အခြေခံပါတယ်ကရာတေဆိုတာလက်ဒီအားအနေပဲပြတာမဟုတ်ဘဲနဲ့စိတ်နှလုံးမှလည်းဖြူစင်တဲ့နှလုံးသားလေးကိုပိုင်ဆိုင်ပြီးတော့ပြတဲ့ကရာတေမျိုး ဖြစ်ပါတယ်ကရာတေချိုတို့ကဆိုမဲ့လက်ဒီရောခြေတော်ရောပါပြီးတော့တိုက်တားချက်တိုင်းမှလည်းအားပါပါတယ်အဲ့ကြောင့်မလို့အခုညရာဒီမှာကရာတေတို့ကိုမြများလာတက်ပေးဖို့ပြောချင်ပါတယ်။ဟုတ်ကျွန်တော်နာမည်ကတော့ခန့်စီတူပါ။ကျွန်တော်တာဝန်ယူထားရတဲ့အပိုင်းကတော့တင်နံပါတ်1000ဒီပြအနေနဲ့တာဝန်ယူထားပါတယ်။ အော်ဘလို့ရွယ်ရွယ်ရှက်နေလဲဆိုတော့ကျွန်တော်ဒီကလေးတွေကအခုဘက်ခက်ဆိုလို့ရှိရင်ဖုန်းသုံးတာများခါကျွန်တော်ကိုလက်လှူရှာမှုတွေအားနေလာတယ်အဲ့တော့ဒီခနာကိုပိုင်းကြန့်ခိုင်လာလို့ရှိရင်ဒီစိတ်သက်ပိုင်းလည်းကြန့်ခိုင်လာဖို့အတော့ကိုရည်ရွယ်ပြီးတော့မှကလေးတွေအတွက်ကိုတင်ပြဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်ဒီကြုံတွေ့ရတဲ့အခက်အခဲဆိုတာတော့တချို့ကလေးတွေကကျွန်တော်တအားငယ်တဲ့အတွက်တို့ကိုရှေ့ကိုင်းလက်ကင်ပြုတ်ပြီးတော့လှုပ်ပြီးတော့တင်ပေးရတာဒီနည်းနည်းအခက်အခဲရှိရပြီးတော့တချို့ကလေးတွေကျွန်တော်ဒီမြန်မာတိုင်းဆိုတာနဲ့အစိမ့်တသက်ဖြစ်နေခါကျွန်တော်ဒီအားနဲ့ပတ်သက်ပြီးဘာမှမသိတာတွေကိုအစားအနေပြန်တင်ပေးရအဲ့ဒါလေးတော့ပဲအခက်အခဲရှိပါတယ်ဗျဟုတ် မြန်မာတိုင်းနဲ့ပတ်သက်ပြီးတော့ရရှိလာမယ့်အကျိုးကျေးဇူးကအဓိကအချက်ကတော့ကျွန်တော်ဒီမြန်မာတိုင်းဆိုတာကတော့ကျွန်တော်မြန်မာယူရကိုပိုင်တိုင်းပညာဖြစ်တဲ့အတွက်ယူရအမွေနဲ့ကိုထိန်သိမ်းရလဲရောက်တဲ့ပြီးတော့ကျွန်တော်ဒီကိုခံပညာကိုတခုတက်မြောက်ထားပြီးဖြစ်တဲ့အတွက်ဒီဥပမာအသက် NDA နဲ့ကြုံလာပြီးဆိုလို့ချင်းကိုယ့်ကိုခုခံကာကွယ်နိုင်စွမ်းနေရှိလာမယ်ပေါ့ဟုတ်တွနမယ်ကတော့မောင်စိုးစကြီးပဲဖြစ်ပါတယ်ယူရဒီတင်းတန်းမှာတော့ဘူဘီနဲ့အကစားနီကိုတက်ရောက်ပါတယ်ဘူဘီနဲ့တင်းတန်းကိုတက်ရှင်ဆိုရင်တောင်ကြီးကြောက်တိုင်ကွင်းဘိုးလုံးလုံးကွင်းမှာလာရောက်တင်ကြလို့ရပါတယ်